မင်္ဂလာပါလေဗင်းရုပ်တံရဲ့မေလ23ရက်နေ့ညနေပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မရန်ကုန်မြို့နယ်မှာအငိမ့်စားတာမကြီးတူဟာ PDF အဖွဲ့ကတနက်ပြည့်လောက်ကြံပြစ်ခတ်ဆိုတဲ့နောက်ဆုံးညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါအပြင် online လိမ်လည်မှုနဲ့ဒူးစရိုက်မှုလုပ်ငန်းများမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား32ဦးကိုတက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရခဲ့ပြီး 73ဦးထပ်မံထိန်းသိမ်းနိုင်ခဲ့ဆိုတဲ့တွင်ဘင်္ဂါဒေ့ရဲ့အင်အားကြီးပါတီကအစိုးရအဖွဲ့ကိုစန့်ကျင်သည့်ဆန္ဒပြပွဲများပြုလုပ်ဆိုတဲ့တွင်ချန်ပီယံလိဝင်ခွင့်မရ၍အက်ဒီဒက်စ်တန်မန်ယူအသင်းပေါင်၁၀တန်းပြန်ပေးရမယ်ဆိုတဲ့တွင်အစရှိတဲ့တွင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးတွင်ပုံတွင်နဲ့မယန်ကုန်းမြို့နယ်မှာအငိမ့်စားတမ္မကြီးတူဦးဟာ PDF အဖွဲ့ကတနက်ဖြန်လှုပ်ကြံပစ်ခတ်ဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်မယန်ကုန်းမြို့နယ်မှာအငိမ့်စားတမ္မကြီးဖြစ်သူ အငိမ့်စားပုံမှုချုပ်တူကို PDF အဖွဲ့ကမေလ22ရက်ကတနက်နဲ့ပြစ်ခတ်လုပ်ကြံခဲ့တယ်လို့သိရပါတယ်ပြစ်ခတ်လုံးကြံခံရသူဟာအငိမ့်စားတန်မတ်ကြီးဦးချိုထွန်းအောင်ဖြစ်ပြီးရန်ကုန်မြို့မရန်ကုန်မြို့နယ်အမှန်ငါရက်ကွက်ရွှေနှင်းစီလမ်းမရှိတဲ့၎င်းရဲ့နေအိမ်ရှိမှာပဲ PDF နှစ်ဦးရောက်ရှိလာပြီးလုံးကြံပြစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ ဒီလိုပြစ်ခတ်မှုကြောင့်အငိမ့်စားတန်အမတ်ကြီးဦးချိုထွန်းအောင်ဟာသေဆုံးခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတွေရဲ့လူမှုကော်ရမရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ပြခတ်မှုကို Goran Pele Warriors မျိုးပြပျောက်ကြားအမည်ရှိတဲ့ PDF အဖွဲ့ကလုံဆောင်ခဲ့တာဖြစ်ကြောင်းလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့၎င်းတို့အဖွဲ့ကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အရသိရပါဗျ Goran Pele Warriors မျိုးပြပျောက်ကြားအဖွဲ့ဆိုတဲ့အဖွဲ့က အငိမ့်စားတန်အမတ်ကြီးဦးချိုထွန်းအောင်ကိုပြစ်ခတ်လုပ်ကြံတဲ့ဆွဆွဲချက်တွေမှာအငိမ့်စားတန်အမတ်ကြီးဦးချိုထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဘာသာရဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရဲ့နှစ်ခုကိုတင်ကြားနေတာကြောင့်လို့လကောက် တမတော်ရဲ့ပြည်သူ့စင်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့အင်အားနဲ့လှုပ်ဆောင်နေပြီးအဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေမှာပါဝင်လာကြောင်းလို့၎င်းဆွဆွဲဖော်ပြထားတာကိုတွေ့ရပါတယ်။တမတ်ကြီးဦးချိုထွန်းအောင်ဟာအငိမ့်စားဖြစ်ပေမဲ့တမတော်မှစာတင်ကြောင်းပို့ချနေတာကြောင့်စည်ရေးပြမှတ်အဖြစ်သတ်မှတ်တာဖြစ်ကြောင်း Golden Valley Warriors မြို့ပြပျောက်ကြားအဖွဲ့က၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အငိမ့်စားတမတ်ကြီးဦးချိုထွန်းအောင်ဟာ2022ခုနှစ်နိုဝင်ဘာ18ရက်က NASA ကအမိန့်ကြေညာစာအမှတ်231မြင်းဆောင်2022နဲ့ဝနကျော်ထင်ပွဲချင်းမြင့်ခံထားရသူတွေကတအူးအပောင်ဝင်ဖြစ်ပါတယ်။ဟိုထပ်မံထိုင်သိမ်းနိုင်ခဲ့ရလို့သိရပါတယ်။မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြရီမြို့ရွှေကုတ်ကို မဲထော်တလေး KK Park နဲ့ကြောက်ခတ်နေမြေတွေမှာ online လောင်းကစားမှုတွေ online လိမ်လည်မှုတွေအပေါင်းဒူးစရိုက်မှုတွေကျွလွန်ခဲ့ကြတဲ့တောင်ကိုရီးယားနိုင်ငံသား2ဦးနိုင်ဂျီးရီးယားနိုင်ငံသား9ဦးအိန္ဒိယနိုင်ငံသား10ဦးရုရှားနိုင်ငံသား2ဦးနဲ့ဖိလစ်ပိုင်နိုင်ငံသား12ဦးစုစုပေါင်း32ဦးတို့ဟာမေလ20ရက်ကမြန်မာထိုင်းအမတ်နဲ့ချစ်ကြည်တဲ့ဓာတ်ကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတွေကိုရှေ့ရှုပြီးဥပဒေလုံထုံးလုံနည်းတွေနဲ့အညီပြည်နယ်လွှဲပြောင်းပေးရခဲ့တယ်လို့သိရ မြရီရွှေကုတ်ကိုမဲထော်တလေ KK Park နဲ့ကြောက်ခက်နေမျိုးတွေကိုတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်နေကြတဲ့ဖိလစ်ပိုင်နိုင်ငံသား၈ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား၁ဦး၊အိန္ဒိယနိုင်ငံသား၃ဦး၊တရုတ်နိုင်ငံသား၁ဦး၊ပြည်ပနိုင်ငံသား၃ဦးကိုမေလ20ရက်မှာထပ်မံစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့အင်အားကြီးပါတီကအစိုးရအဖွဲ့ကိုစန့်ကျင်သည့်ဆန္ဒပြပွဲများပြုလုပ်ဆွေးတဲ့တဲ့တင်ဆက်ပေးပါမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အဓိကနိုင်ငံရေးပါတီတစ်ခုဟာမေလ21ရက်ကယာယီအစိုးရဘက်ကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေကိုပြုလုပ်ခဲ့ပြီးရေကောက်ပွဲပြုလုပ်မဲ့နေ့ရက်ကိုကြေညာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP ကိုထောက်ခံသူတွေဟာ ဒါကာမြို့တော်ရဲ့လမ်းတွေပေါ်မှာဆန္ဒပြခဲ့တာဖြစ်ပြီး၎င်းတို့ရဲ့ကိုယ်စားလှယ်လောင်းကိုဒါကာမြို့တော်ဝန်အဖြစ်ခန့်အပ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ BNP ပါတီဟာလာမယ့်ရွေးကောက်ပွဲမှာအနိုင်ရဖို့ရည်ပန်းစားနေတဲ့ပါတီဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာ2024ခုနှစ်ဩဂုတ်လကဝန်ကြီးချုပ်ရှိန်ဟာစီနာအစိုးရအဖွဲ့ပြုတ်ကျခဲ့ပြီးကြတဲ့ကငြိမ်းချမ်းနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဦးဆောင်တဲ့ဂျာဖြတ်အစိုးရအဖွဲ့ကနိုင်ငံကိုအုပ်ချုပ်နေပါတယ်။ယူနိုရဲ့ဂျာဖြတ်အစိုးရအဖွဲ့ဟာရွေးကောက်ပွဲပြုလုပ်မယ့်နေ့ကိုမကြေညာရသေးပေမဲ့ယူနိုကရွေးကောက်ပွဲကို 2026ခုနှစ်ဇွန်လထက်နောက်မကျပဲပြုလုပ်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ PNB ပါတီကတော့ယာယီအစိုးရအဖွဲ့ဟာ2020ပြည်နှစ်ရွေးကောက်ပွဲကအနိုင်ရခဲ့တဲ့၎င်းတို့ပါတီရဲ့ကိုယ်စားလှယ်ရဲ့အမည်ကိုထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်ချက်ကိုပိတ်ပင်နေကြောင်းဆွဆဲခဲ့ပါတယ်။ BNP ပါတီရဲ့ကိုယ်စားလှယ်လောင်းအီရှာရက်ဟော်စင်ဟာ ဒါကမြို့တော်ဝန်အဖြစ်ခန့်အပ်ခံခဲ့ရခြင်းမရှိပဲမြို့အာဏာပိုင်တွေကအစိုးရကခန့်အပ်ခဲ့တဲ့အုပ်ချုပ်ရေးမှုကိုသာရွေးချယ်ခဲ့ပါတယ်။မေဆယ်ရက်ကလည်းရာရီအစိုးရအဖွဲ့ဟာဟာစီနာရဲ့နိုင်ငံရေးပါတီဖြစ်တဲ့အဝါမီလိဖ်ပါတီရဲ့လှုပ်ရှားမှုအလုံးကိုပိတ်ပင်ခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်တွင်လည်းချန်ပီယံလိဝင်ဝဲမရ၍အက်ဒီတက်ထံမန်ယူအသင်းပေါင်၁၀တန်းပြန်ပေးရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာလာမယ့်2025-2026ရာသီမှာ ချန်ပီယံလိဝင်ခွင့်မရရှိခဲ့တဲ့အတွက်ဝက်စုံစပွန်ဆာအက်ဒီဒက်ထံပေါင်၁၀သန်းပြန်ပေးရမယ်လို့သိရပါဗျ။ Manchester United ဟာ Adidas နဲ့တနှစ်ပေါင်သန်း60တန်းကြီးရှိတဲ့ sponsor စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးစာချုပ်သက်တမ်းဟာ2035ခုနှစ်အထိဖြစ်ပါတယ်။အဲ့စာချုပ်မှာ Champions League အရှင်ပြန်ခွင့်မရရှိပါကစာချုပ်တန်ဖိုးရောကြမယ်ဆိုတဲ့သဘောတူညီချက်ပါရှိပြီး Manchester United အသင်းအနေနဲ့အခု Champions League ဝင်ခွင့်နဲ့နေရာတိဇက်တိုက်လွဲချော်ခဲ့တာကြောင့် Adidas ထံပေါင်စည်သန်းပြန်ပေးရမယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာလာမယ့်2025-2026ရာသီမှာချန်ပီယံလိဝင်ခွင့်သာမကတခြားဥရောပပြိုင်ပွဲတွေမှာလည်းရှင်ပြိုင်ခွင့်မရခဲ့တာဟာ2014-15ရာသီနောက်ပိုင်းပထမဆုံးအဖြစ်လဲမှတ်တမ်းဝင်ခဲ့တာပါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဥရောပပြိုင်ပွဲဝင်ခွင့်မရရှိခဲ့တဲ့အတွက်ဆုံးရှုံးနှင်းနာမှုများစွာရှိခဲ့တဲ့အပြင်ပရီးမီးယားလိပြိုင်ပွဲမှာလည်းအမှတ်ပေးစရာအောက်ခြေကိုရရှိနေတာကြောင့်ဝင်ငွေများစွာရော့ကျမယ်လို့သိရပါတယ်ပရီးမီးယားလိပြိုင်ပွဲမှာရက်တီမှုအဆင့်တစ်ခုရဲ့တန်ဖိုးဟာပေါင်300ဝန်းကျင်ရှိတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အဆင့်၅နေရာကအသင်းထက်ပေါင်တန်း30ကျော်ရွှေနယ်ဝယ်ရှိနေတယ်လို့သိရပါတယ်။လေဗင်ရုပ်တံရဲ့ညနေကင်းသတင်းတွေကိုဒါရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တီရှူနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။